အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါမက္ကဆီကိုနိုင်ငံကတရုတ်နိုင်ငံရဲ့သွင်းကုန်တွေအပေါ်သွင်းကုန်ခွန်တိုးမြင့်လိုက်တာကြောင့်တရုတ်အမေရိကန်ကုန်သွယ်ရေးစစ်ပွဲဟာတခြားတတိယနိုင်ငံတွေကိုပါပတ်သက်လာစေပြီဖြစ်ပါတယ်မက္ကဆီကိုနိုင်ငံကကုန်သွယ်ခွန်အသစ်သတ်မှတ်ချက်နဲ့တရုတ်နိုင်ငံရဲ့တခြားကုန်ပစ္စည်းတွေအပေါ်ကုန်သွယ်ရေးသတ်မှတ်ချက်လောက်တာအာလောက်လာတာကိုတရုတ်နိုင်ငံကစုံ စမ်းစစ်ဆေးမှုတွေစတင်လိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးဝန်ကြီးကဂျာတာဘရီနေမှာပေါ့လေဒီတရုတ်နိုင်ငံလို့လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှု မရှိတဲ့နိုင်ငံတွေက ကုန်ပစ္စည်းတွေကိုအခွန်တိုးကောက်ဖို့အဆိုပြုခဲ့ပါတယ်။ ဒါဟာတရုတ်ကုမ္ပဏီတွေရဲ့ကုန်သွယ်ရေးနဲ့ယင်းနီမြုံနံမှုအကျိုးစီးပွားတွေကို ပြင်းပြင်းထန်ထန်ဖျက်ဆီးစေမှာဖြစ်ပါတယ်။ဒီလထဲမှာမက္ကဆီကိုနိုင်ငံကတရုတ်နိုင်ငံကတင်ပို့လာတဲ့အာဒီကားတွေကို ကုန်သွယ်ခွန်60ရာခိုင်နှုန်းကောက်မယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီကြေညာချက်ဟာမက္ကဆီကိုနိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်မရှိတဲ့ တရုတ်နဲ့တခြားနိုင်ငံတွေအားလုံးကိုတက်ရောက်มาဖြစ်ပြီးအဝတ်အထည်ကနေတန်တယ်တွေအထိကုန်ပစ္စည်းအမျိုးပေါင်း1400ပါဝင်ပါတယ်မက္ကဆီကိုရဲ့တမရကလော်ဒီယာရှိုင်းဘောင်ကတော့ဒီအခွန်တိုးတာဟာပထဝီနိုင်ငံကြီးတင်းမာမှုနဲ့ပတ်သက်မှုမရှိဘူးလို့ပြောပါတယ်တရုတ်နိုင်ငံနဲ့အခြားမှာဆိုရင်ပဋိပက္ခဖြစ်အောင်လုပ်နေတာမဟုတ်ဘူးလို့လည်းသူမကပြောထားပါတယ်သူမအနေနဲ့ပြည်တွင်းလုပ်ငန်းတွေကိုမြင့်တင်ဖို့စူးစမ်းနေတာဒါဖြစ်တယ်လို့ sou pare. Eh? မော်ဒိုဗာနိုင်ငံဟာဆိုလို့ရှိရင်ယူကရိန်းနိုင်ငံနဲ့ဒါမကပဲနဲ့ပေါ့လေနေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ရူမေးနီးယားနဲ့ပါနေမြေချင်းဆက်ဆက်နေတဲ့အတွက်ဥရောပနဲ့ရုရှားအကြားမှာမဟာဗျူဟာအရအရေးပါတဲ့နိုင်ငံလေးတစ်နိုင်ငံ ဖြစ်ပါတယ်မော်ဒိုဗာပြည်သူ့သမ္မတနိုင်ငံဟာအရှေ့ဥရောပကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ဆိုဗီယက်ယူနီယံကနေ1990ခုနှစ်မှာလွတ်လပ်ရေးရခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းမော်ဒိုဗာဟာဒီ ဥရောပသမ္မတအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့2022ခုနှစ်မတ်လမှာရှောက်ထားခဲ့ပြီးဥရောပသမ္မတအဖွဲ့ဝင်လောင်း candidate stated အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ မော်ဒိုဗာနိုင်ငံအနေနဲ့စက်တဘာလ28ရက်နေ့မှာကျင်းပတဲ့ရွေးကောက်ပွဲဟာဥရောပတမကနဲ့ပိုးပြီးတော့နှိစက်တဲ့လမ်းကြောင်းကိုသွားမလားဒါမှမဟုတ်ရုရှားရဲ့ဩဇာလွှမ်းမိုးမှုအောက်ကိုပြန်ရောက်သွားမလားဆိုတာကိုအဆုံးဖြတ်ပေးမှာဖြစ်တယ်လို့အကဲခတ်တွေကဆိုပါတယ်မော်ဒိုဗာအစိုးရအာဏာပိုင်တွေကတော့သူတို့ရဲ့ရွေးကောက်ပွဲကိုရုရှားကမဲဝဲတာတရင်မားတွေဖြန့်ဝေတာနဲ့အဓိကယုံဖြစ်အောင်လှုံ့ဆော်တာမျိုးနဲ့ဝင်ရောက်ဆက်ဖက်နေတယ်လို့ဆွဆွဲထားပါတယ် လက်ရှိအာဏာရ PAS ပါတီသာအနိုင်ရခဲ့ရင်ဥရောပသမဂ္ဂကိုဝင်ရောက်ရေးအတွက်ပြုပြင်ပြောင်းလဲရေးတွေကိုဒီအချိန်မပြတ်ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်ကတော့ Moldova ကဒီရုရှားလိုလာတဲ့ပါတီနှစ်ပါတီကိုရွေးကောက်ပွဲမဝင်နိုင်အောင်ဒါစီခဲ့ပါတယ်။ Brenda Del Castello, Amorina Vadi, Lara Gutierrez လို့ခေါ်တဲ့ဒီအာမိန်းကလေး၃ယောက်ဟာဆိုလို့ရှိရင်အာဂျင်တီးနားနိုင်ငံမှာလိမ်မိုင်းဆိုင်ရာပါတီတစ်ခုတက်ဖို့ဒေါ်လာ300နဲ့ကမ်းလန်းတာကိုခံခဲ့ရပါတယ်။ Lara ကအသက်15နှစ်ပဲရှိသေးတာဖြစ်ပြီးတော့ Jan နဲ့2ယောက်ကတော့အသက်20စီရှိပြီဖြစ်ပါတယ်။စတမလာ26ရက်နေ့တောက်ကြနေကမြို့တော် ဘူနိုအေရီစ်မှာရှိတဲ့ဒီအိမ်တအိမ်ကိုဖျားယောင်းအခေါ်ခံရပြီးတဲ့နောက်သူတို့သုံးယောက်ဟာပျောက်ဆုံးနေခဲ့ပါတယ်။သူတို့ကပါတီပွဲတက်ရမယ်အစားမူးယက်ဂိုင်းဝင်တွေရဲ့ဖန်ဆီးနှိပ်စက်တာကိုခံခဲ့ကြရတယ်လို့အာဂျင်တီးနားအာဏာပိုင်တွေကပြောပါတယ်။လိန်ပါတီကို မရောက်ခင်ပဲဒီသူတို့ကိုနှိပ်စက်နေတာကို လူ55ယောက်လောက်ပါတဲ့ Instagram ရဲ့အာတီးတန် group တစ်ခုမှာဒရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကိုတပ်ဖြတ်ခဲ့ပြီးအိမ်အပြင်မှာရှိနေတဲ့ plastic ပုံးတွေထဲမှာထည့်ထားခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေကတော့မိန်းလေး၃ယောက်ထဲက၁ယောက်ဟာမူရစ်ဂိုင်းတွေစီကနေကိုကင်းထုတ်တထုတ်ကိုရောင်းချ ူစီကခိုးခဲ့ပြီးတဲ့နောက်အစီအစဉ်တကြသူတို့ကိုတပ်ဖြတ်ခဲ့တာမျိုး ဖြစ်မယ်လို့ယုံကြည်ကြပါတယ်။ဒါက Villa 111 14လို့အာလူတိများတဲ့လူအများ ပတ်သက်လို့မရှိတဲ့နေရာကမူးယစ်ဂိုင်းတွေကသူတို့စီကမူးယစ်ဆေးတွေကို ခိုးယူရင်ဘာဖြစ်နိုင်တယ်လဲဆိုတော့တရင်စကားကိုပေးတာမျိုးဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။